တန်ရပဲစီမေလ15ရက်တောက်ကြနေကနရိုချိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သက်သတင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ဘန်ကောက်ဆွတ်ရှော့စခန်းကိုစစ်ကောင်စီကထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တဲ့သတင်းဒီမော့ဆိုရှစ်ဖက်ချမ်းမှာတက်နာကြမှုဖြစ်ပွားနေတဲ့အခြေအနေနဲ့တော်လိုင်းရင်နေမြေကနီးပညာတက္ကသိုလ်လိုက်ကော်ရဲ့2025 2026ခုနှစ်ပညာသင်နေ့အတွက်ចောင်းသားအစ်ခေါ်ယူနေတဲ့အကြောင်းတွေကိုကြည့်ရှုနားဆင်ရပါမယ်ရှင်။ ဖေခုံမြို့နယ်နောက်ဖက်ချမ်းကဘန်ကောက်ဆစ်ဆောင်စခန်းကိုမင်းည၈နိုင်ကျော်ချိန်မှာစစ်ကောင်စီကလေချောင်းအုံပြုပြီးပေါင်900ပုံနဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုတွင်လူထိခိုက်မှုမရှိပေမဲ့အဆောက်အဦတချို့ပျက်စီးသွားတယ်လို့ဒေသခံမြို့သားတို့ကပြောပါတယ်။စစ်ကောင်စီကဘန်ကောက်ဆစ်ဆောင်စခန်းကိုပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလမှတကြိမ်နိုဝင်ဘာလမှတကြိမ်နဲ့မင်းညကမေလ14ရက်နေ့မှတကြိမ်စုစုပေါင်း၃ကြိမ်အထိလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။ တိုက်ခိုက်မှုပြုလုပ်ထားတဲ့ပထမနဲ့ဒုတိယကြိမ်မှာတော့ကနော်ရီထိုင်ရဲ့လက်လန်းပြုစုထားတဲ့စီးရင်အရအသက်15နှစ်အောက်ကလင်းငယ်တွေပါဝင်တေဆုံးသူ17ဦးရှိခဲ့တဲ့ပြင် ထိခိုက်ဒဏ်ရာရသူတွေနဲ့နေအိမ်ပျက်စီးဆုံးရှုံးမှုတွေရှိနေပါတယ်စစ်ကောင်စီဟာတနိုင်ကလုံးအတိုင်းတာနဲ့အပြည့်ရက်ကြီးညာထားပေမဲ့အခုလိုအရက်သားရှိတဲ့နေရာတွေကိုနေ့စေလေချောင်းတိုက်ခတ်မှုတွေလှုပ်ဆောင်နေစေဖြစ်ပါတယ်ဒီမော့ဆိုမြို့နယ်ရှစ်ဖက်ချန်ကကျေးရွာတွေမှာ တနိုင်တပိုင်မွင့်ယူထားကြတဲ့အိမ်မွင့်ချက်တွေစံနာကြပြီးတည်ဆုံမှုတွေရှိနေပါတယ်။တချို့ကျေးရွာတွေမှာပြီးခဲ့တဲ့ဇန်နဝါရီလကတည်းကစံနာကြမှုဖြစ်ပွားနေပြီးတချို့ကျေးရွာတွေကတော့အခုရက်ပိုင်းတွင်ယောဂဖြစ်ပွားပြီးချက်တွေတည်ဆုံနေတာပါ။ဒီလိုစံနာကြမှုဖြစ်စေတွေဟာတနိုင်တပိုင်အိမ်ချက်ကိုမွင့်ယူထားတဲ့ဒေသခံတွေဆွတ်ရှောင်တွေဟာနှစ်စဉ်နှစ်တိုင်းပုံမှန်ကြုံတွေ့နေရတာဖြစ်ပြီးနှစ်တိုင်းဆုံရှုံမှုတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ဒီမော်ဆွန်မြို့နယ်ရှစ်ဖက်ချမ်းမှာ တက်ကြွားနားလေတဲ့တရိษံကုသပေးတဲ့ဆရာဝန်ဆေးဆရာတွေမရှိသလိုစက်ကကွယ်ဆေးကိုလာရောက်ထုံးနှံပေးတာတွေလည်းမရှိသေးပါဘူး။ Greenbee ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့မွေးမြူရေးနဲ့ကုသရေးဌာနမှာတော့လက်ရှိချိန်ထိကြက်ဝက်ခွေးစားတဲ့တရိษံမျိုးစား၃မျိုးကိုသာ ကာကွယ်ဆေးထုံးနှံမှုပေးနိုင်သေးတာပါ။လက်ရှိမှာတော့ကျွဲနွဲ့နှွားတွေကိုကာကွယ်ဆေးထုံးနှံပေးနေတယ်လို့သိရပါရဲ့ရှင်။ ရနီပီကတော်လာရေးနယ်မြေမှာဖွင့်လှစ်ထားတဲ့နှီးပညာတက္ကသိုလ်လွှဲကော်ရဲ့2025 2026ခုနှစ်ပညာသင်နှစ်အတွက်ចောင်းသားသည့်ပြည်လဲခေါ်ယူနေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာဂရနီပီတွင်ကလူငယ်နဲ့2020ပြည့်တက္ကသိုလ်ဝင်သားအောင်မြင်ထားပြီးတဲ့ចောင်းသား20ဦးကိုခေါ်ယူခဲ့တာပါ။လက်ရှိမှာတော့2020ကနေ2023ခုနှစ်ထိဖြည့်ဆို့ထားပြီးចောင်းသားတွေနဲ့တခြားပြည်နယ်ကလူငယ်တွေကိုပါ ခေါ်ယူသွားမှာဖြစ်တယ်လို့ကျောင်းတာဝီခန်က ပြောပါတယ်။တက္ကသိုလ်ဝေခွေသတ်မှတ်ချက်တွေအနေနဲ့2020ပြည့်နှစ်တက္ကသိုလ်ဝေဒန်းစာမေးပွဲအောင်မြင်ထားပြီးသူတွေအခြေခံပညာပြီးမြောက်ကြောင်းအရေးချင်းစာမေးပွဲ BECA ဖြည့်ဆို့ပြီးထားကျောင်းသားတွေတိုင်းရင်းသားပညာရေးအစီအစဉ်နဲ့အခြေခံပညာအရေးချင်းစာမေးပွဲတွေကို2020ကနေ2023ခုနှစ်ထိဖြည့်ဆို့ပြီးထားသူတွေနဲ့ GED IGCSE ဖြည့်ဆို့ပြီးထားသူတွေကိုခေါ်ယူသွားမှာဖြစ်ပါတယ် အဲ့ဒီတက္ကသိုလ်ကနေပြီးမြို့ပြအင်ဂျင်နီယာ electronic engineer လက်စစ်စွာ engineer စက်မှု engineer ဆိုပြီးဘာသာရ၄ခုကိုသင်ကြားပေးသွားမှာဖြစ်တယ်လို့ចောင်းသားဥယျ80ဦးကိုခေါ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ကနရိုင်ချိုင်းတရင်ဌာနရဲ့ညနေခင်းတရင်တွေကိုတင်ဆက်ပေးသွားတာပါ။ကြီးစုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny B2B သားအားလုံးစစ်ဘေးပါဝင်ကပ်ဘေးမြို့မြို့နဲ့ကင်းဝေးကြပါစေရှင်။ကျွန်မမော်လင်းမြပါ။